ကျွန်တော်ပထမဦးဆုံးအနေနဲ့ဗောလေဒီမေးချင်တာကအဲပြီးခဲ့တဲ့မနေ့ကဒီ NUG ကနေပြီးတော့ဒီအစိုးရ reform လုပ်တယ်ဆိုပြီးထုတ်ပြန်ထားတာရှိတယ်ဗောအာဒီမှာဆိုလို့ရှိရင်အစိုးရအဖွဲ့ဝင်ကြီးဌာနတချို့တွေကို short ချလိုက်တာရှိတယ်။အာဝင်ကြီးတချို့ကိုလည်းနေရာရွှေ့ထားတာတွေရှိတယ်ပေါ့။အာဒီအခြေအနေမှာဒီ NUG ရဲ့ပြုပြင်ပြောင်းလဲရေးလုပ်တဲ့အပေါ်မှာအဲဥက္ခအနေနဲ့ဘယ်လိုမြင်လဲဆိုတာလေးအရင်ပြောပြပေးပါလား။ဟိုပထမတစ်ချက်ပြောချင်တာကတော့ ဒီ NUG အဖွဲ့အစည်းအနေနဲ့ပေါ့နော်သူတို့အဖွဲ့အစည်းအနေနဲ့သူတို့အဖွဲ့အစည်းအတွင်းအပြောင်းလဲရေးကိုပဲလှုပ်တာလို့ကျွန်တော်အဲ့ဒီလိုပဲမြင်ပါတယ်ဆိုတော့ဒိုင်းပြည်လုံးနဲ့မဆက်ဆက်ဘူးလို့အဲ့ဒီလိုကျွန်တော်ယူဆပါတယ်အကယ်၍များတိုင်းပြည်လုံးနဲ့ဆက်ဆက်တယ်ဆိုလို့ရှိရင်ဒီမှာရှိတဲ့ဒီတိုင်းနာလကိုင်အဖွဲ့အစည်းတွေမှ KNU တို့ KMPP တို့ Not the Air War တို့တခြားတိုင်းနာအဖွဲ့အစည်းတွေနဲ့ဆက်ဆက်ရမယ် အခြားဟိုလူမှုဖွဲ့စည်းရနေဆက်ဆက်ရမယ်ဆက်ဆက်စုပေါင်းပြီးဆွေးနွေးပြီးတော့မှ တိုင်းပြည်တစ်ခုလုံးအနေနဲ့ဘယ်လိုဘယ်လိုဘယ်လိုပုံစံသွားတဲ့နဲ့ဘယ်လိုဖြစ်တဲ့နဲ့ဒီလိုဖွဲ့စည်းမျိုးဘယ်လိုစုစည်းတဲ့နဲ့ဆိုတာမျိုးကိုပြန်လည်စုစည်းတဲ့နဲ့ဆိုတာမျိုးကိုတိတိကျကျစဉ်းစားပြီးတော့ဝိုင်းဝန်းဆောင်ရွက်ကြဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့တော့ယူဆတယ်။သို့တော်လည်းအခုအနေထားက NUG က NUG အတွင်းမှာပဲ အပြောင်းလဲတွေလောက်တာဖြစ်တဲ့အခါကျတော့ NUG ကအမှန်တကယ်ပဲတိုင်းပြည်လုံးကိစ္စကိုဒေသအသီးသီးမှာအမှန်တကယ်ပဲဟိုကိုစားပြုနေပြီလားဟိုကိုစားပြုနိုင်တဲ့အခြေအနေရှိသလားမရှိဘူးလားဆိုတာကျွန်တော်တို့လည်းခံမှန်းရခက်ပါတယ်ဒါကြောင့်ဒီပြောင်းလဲမှုဟာ NUG အတွင်းပြောင်းလဲမှုလို့ပဲကျွန်တော်တို့ယူဆပါတယ်ဗျ ဟုတ်ကဲ့ပါခင်ဗျအဲနောက်တစ်ခုကဒီ ERO တွေမပါတဲ့အပေါ်မှာလည်းတော်တော်လေးပြောကြဆိုကြတာမျိုးတွေ့ရပါတယ် NUG ကဒီတမရားနဲ့ဟိုဝန်ကြီးချုပ်မန်ဝင်းခိုင်တန်းနဲ့မိန်ကုံးတွေပြောတဲ့အခါမှာလည်း ERO တွေပါလာဖို့အတွက်သူတို့ဆက်ပြီးတော့စူးစမ်းမယ်ဆိုတဲ့ဟာမျိုးပြောထားတာရှိပါတယ် ERO တွေဘက်ကလည်း NUG မှာပါဖို့အခန့်အသက်တွေရှိနေရလို့ပြောကြားထားတာတွေ့ရတယ်အဲ ERO အနေနဲ့ NUG မှာပါဖို့အတွက်ဘာတွေအခန့်အသက်ရှိနေရလို့ယူဆနိုင်မလဲဥက္ကဋ္ဌ ကျွန်တော်မြင်တာကတော့ဟိုမူဝိုင်းဆိုင်ရာကိစ္စလို့ကျွန်တော်မြင်ပါတယ်တော့ဟို NUG မှာရှိတဲ့မူတွေကဟိုဒီသူတစ်ဖြစ်ပယ်ရပီအောင်စုเนาะပြလိုက်ဟိုတိဆောက်ရေးနဲ့ပတ်သက်လို့မူတွေကအခြေခံအားဖြင့် AR မှာရှိတဲ့သဘောထားနဲ့ NUG မှာရှိတဲ့သဘောထားတွေကအခြေခံအားဖြင့်တူဖို့လိုတယ်တူနိုင်အောင်ကြိုးစားဖို့လိုအပ်တယ်လို့ကျွန်တော်နည်းနည်းယူဆပါတယ်အဲ့ဒီလိုပဲဟို တိုင်းပြည်အတွင်းမှာလည်းပဲ NUG မှုတ်တဲ့အခြားအင်အားစုတွေရှိနေသေးတာပဲအခြားနိုင်ငံရေးပါတီတွေ ရှိနေတယ်အခြားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိနေကြတယ်အဲ့ဒီအင်အားစုတွေနဲ့လည်းပဲဆက်ဆက်နိုင်မှု အထူးလိုအပ်တယ်လို့ကျွန်တော်အနေနဲ့တော့ယူဆပါတယ်ဗျဟုတ်ကဲ့ဟုတ်နောက်တစ်ခုအနေနဲ့ကတော့ဒီချေပြန့်တဲ့နိုင်ငံရေးအင်အားစုတွေ အေးပါဝင်လာဖို့လိုတယ်ဆိုတဲ့ဟာမျိုးလည်းသုံးသက်ကြတာမျိုးရှိပါတယ်ဟိုဒီကျပြန်းတဲ့နိုင်ငံရေးအင်အားစုတွေမပါဘူးအခုကဒီ NLD ဟို base ပေါ့လေ NLD base အနေနဲ့ပဲ NUG ကိုဖွဲ့ထားတယ်ဆိုတဲ့ဟာမျိုးပြောကြတာရှိတယ်ဟိုဒီလိုကျပြန်းတဲ့နိုင်ငံရေးအင်အားစုတွေပါလာဖို့ဘာတွေလှုပ်ဆောင်တင်တယ်လို့ယူဆရလဲခင်ဗျအခြေခံကတော့ဒေသအသီးသီးမှာနော်ဒေသအသီးသီးမှာအင်အားစုအသီးသီးရှိကြတယ်ပေါ့နော်အဲ့အင်အားစုအသီးသီးနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ခြေကအဖြစ်လိုအပ်တယ် နော်ဆက်ဆက်ညှိနှိုင်းပြီးတော့ဆောင်ရွက်နိုင်မှုလို့အခြေအားဖြင့်လိုအပ်တယ်လို့ကျွန်တော်နေတော့ယူဆပါတယ်ဗျာဟုတ်ကဲ့ဟုတ် ဟုတ်လက်ရှိမှာဒီသူတို့ရဲ့ဒီ NUG ရဲ့ဒီအစ်စ်ပြန်လဲဖွဲ့စည်းလိုက်တဲ့ဝန်ကြီးဌာနတွေထဲမှာဆိုလို့ရှိရင်တမရအနေနဲ့ရတော့ဒီဥဝင်းမြင့်နဲ့နိုင်ငံတော်တိုင်ပင်ခံဒေါက်အောင်ဆန်းစုကြည်ကိုပြန်ထည့်ထားတာတွေ့ရပါတယ်။အဲတချို့ကလည်းဒါဟိုဘာကြောင့်ဟိုဆက်ထည့်ထားသေးတာလဲဟိုဖန်ခံထားရတဲ့ဟိုခေါင်းဆောင်တွေဖြစ်တယ်။ဘာကြောင့်ဆက်ပါဝင်နေသေးရလဲ ိုဆိုတဲ့ဟာမျိုးယူဆကြတာမျိုးရှိတယ်။အဲဘာကြောင့်ဒီတမရဦးမင်းမင်းနဲ့ထောင်ဆန်းစုကြည်ကိုဒီ NUG အစိုးရဖွဲ့ထဲမှာဆက်ထည့်ထားတယ်လို့သုံးသပ်နိုင်မလဲ။အဲ့တော့ကျွန်တော်လည်းမပြောတတ်ဘူးဗျမပြောတတ်ဘူးဆိုတာသူတို့အဖွဲ့အစည်းတွေရဲ့သဘောထားဖြစ်တာ ਉਹ သူတို့အဖွဲ့အစည်းရဲ့သဘောထားဖြစ်တဲ့အခါကျတော့အဲ့ဒီသဘောထားတွေကိုတိတိကျကျခံမှန်းမှုအတွက်ကျွန်တော်အနေနဲ့အတော်ခက်ခဲပါတယ်အခုအချိန်လေးအောက်မှာလည်းတကယ်တမ်းကျတော့ NGC ရှိတယ် LRD ရှိတယ် နော်အဲ့ဒီလိုပဲအခြားအင်အားစုတွေလည်းအခြားအင်အားစုဆိုတာကဒီ energy အင်အား energy အတွင်းကမှတေချာဆက်ဆက်မှုမရှိရဲ့အခြားအင်အားစုတွေလည်းဗမာပြည်တွဲမှာရှိနေကြသေးတာပဲဆိုအဲ့လိုအနေအထားတွေဖြစ်တဲ့အခါကျတော့ဟိုဘလို့သဘောထားအခြေခံနဲ့ပြောင်းလဲခဲ့တယ်ဘလို့အခြေခံအောက်မှာတောင်ဆန်းစုကြည်ကအဆက်ပြီးတော့တည်ရှိနေတယ် သမရဝေမင်းကဆက်ပြီးတည်ရှိနေတယ်ဆိုတော့အနေထားတွေကဘလို့ခြေကံအောက်တွေမှာစဉ်းစားတွေးခေါ်ပြီးတော့လောက်ကြကင်ကြလဲဆိုတော့ကတော့တိတိကျကျကျွန်တော်အနေနဲ့ပြောဖို့ခက်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာဟုတ်။အဲဒီ NUD အစိုးရမှာဒီငွေစင်းရင်းရှင်းတဲ့နဲ့ပတ်သက်ပြီးတော့လဲတော်တော်များများကပြောကြတယ်ဟိုစင်းရင်းစစ်ချုပ်ဟိုခန့်ထားတင်တယ်ဆိုတဲ့ဟာမျိုး ဒါပေမဲ့လက်ရှိအခြေအနေအထိစီးရင်စစ်ချုပ်ကခန့်ထားနိုင်ခြင်းမရှိသေးဘူးလက်ရှိအစိုးရအဖွဲ့မှာလည်းဟိုစီးရင်စစ်ချုပ်နဲ့ပတ်သက်တဲ့ဟာမျိုးထုတ်ပြန်ထားတာမျိုးမရှိတော့အဲဒါဒီအပေါ်မှာရောဘယ်လိုဖြစ်တင်တယ်လို့ယူဆပါသလဲအဲအဲ့ဒါအဲ့လိုကိစ္စမျိုးတွေကတော့ရှင်းရှင်းလင်းလင်းမှာပဲဘယ်အဖွဲ့အစည်းမှာပဲဖြစ်ဖြစ်တော့အစိုးရဆိုတဲ့အဖွဲ့အစည်းဆိုပို့ပြီးတော့တင်ကြရအောင်မယ်လို့ယူဆပါတယ်အဲ့ဒါကတော့ဟိုဘန်နိုင်းနဲ့ပတ်သက်လို့လှုပ်ထုတ်လုပ်နေဟိုစင်းကင်တွေနဲ့ပတ်သက် တဲ့လုံတုံလုံးကြီးတွေနော်အထူးသဖြင့်ဗန်နိုင်းနဲ့ပတ်သက်တဲ့လုံတုံလုံးကြီးတွေမှာပို့ပြီးတော့ဟိုရှင်းလင်းကြံဒီလိုအခြေအနေမျိုးကပို့ပြီးတော့ရှင်းရှင်းလင်းလင်းတိတိကျကျဖြစ်ဖို့လိုအပ်ပါတယ်လို့ကျွန်တော်နေတော့ယူဆတယ်ဗျဟုတ်ကဲ့ဟုတ်ဟို NGO ဒီနိုင်ငံရေးအင်အားစုဒေါ်လာရေးအင်အားစုတွေတချို့ကအဲအများစုကပေါ့လေဝေဖန်ကြရတဲ့အခါမှာ NUG ကဒီအစိုးရအထိုင်ကနေပဲအမြဲတမ်းဟိုစဉ်းစားရတယ်ဆိုတဲ့ဟာမျိုးဟိုဝေဖန်ကြရတယ်ဟိုတော်လိုင်းတက်ဦးအနေနဲ့ဖြစ်တင်တယ်ပေါ့ ဟိုအစိုးရအထိုင်အရာကြီးပဲစဉ်းစားလို့မရဘူးဆိုတဲ့ဟာမျိုးဖြစ်တင်တယ်ပေါ့ဥက္ကဋ္ဌအနေနဲ့ရောဘယ်လိုအယူဆရှိလဲ NUG ကဘယ်လိုတော်လိုင်းတက်ဦးအနေနဲ့ဖြစ်ဖို့အတွက်ဘာတွေလုပ်ဖို့ဘာတွေပြုပြင်ပြောင်းလဲဖို့တင့်တယ်ဆိုတဲ့ဟာမျိုးပြောပြပေးပါလားခဏိအနေထားမှာတော့အင်အားစုအသီးသီးကဟိုတော်လိုင်းတဲ့အင်အားစုအသီးသီးဖြစ်ဖို့လိုတယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ဗျာနော်ဟို NUG တင်းနဲ့ပဲဖြစ်ဖြစ် NRD အနေနဲ့ပဲဖြစ်ဖြစ်အခြားနိုင်ငံရေးအင်အားစုတွေအနေနဲ့ပဲဖြစ်ဖြစ် နောက်နောက်တစ်ခုကဟိုတိုင်းရင်းသားအင်အားစုတွေအနေနဲ့ပဲဖြစ်ဖြစ်ဒီဆေးစုဝိုင်းဝန်းတော်လှန်နေကြတဲ့အခြေအနေအောက်မှာပဲရှိတဲ့နယ်လို့ကျွန်တော်အနေနဲ့တော့ယူဆပါတယ်။နောက်ဟို NUG ကလည်းပဲတော်လှန်တဲ့အစိုးရတရားဖြစ်ဖို့လိုအပ်ပါတယ်လို့ကျွန်တော်အနေနဲ့ပြော ပြောလိုပါတယ်။သူတို့လည်းကနေ့အနေထားမှာတတ်နိုင်သမျှတော့စူးစမ်းဆောင်ရွက်နေကြတာပဲဖြစ်တယ်လို့ကျွန်တော်အဲ့လိုပဲရှုမြင်ပါတယ်ဗျ။ဟုတ်ကဲ့ ဟော NUG ရဲ့အားနည်းချက်ကဟိုကျွန်တော်တို့ဟိုဖြစ်မယ်ဆိုလို့ရှိရင်ကြည့်မယ်ဆိုလို့ရှိရင်ဒီပကဖာကိစ္စတွေဟိုဒေတာအုပ်ချုပ်ရေးကိစ္စတွေပေါ့ဟိုဒီဟာတွေနဲ့ပတ်သက်ပြီးတော့လည်းဟိုတေချာဟိုကင်တွယ်လာကင်တွယ်ဖို့ပေါ့လေ policy ချတာမျိုးတေချာမတွေ့ရတဲ့အပေါ်မှာအာဒီဟာတွေကရောဘယ်လိုမျိုးကင်တွယ်လုဆောင်တင်လဲဟိုဒါတွေကိုဘယ်လိုပြောင်းလဲတင်တယ်လို့ဟိုဥက္ကဋ္ဌအနေနဲ့ထင်မြင်မိလဲခင်ဗျာ ဟိုကျွန်တော်ဟိုကျွန်တော်အနေနဲ့နားဟိုနားရတဲ့သလောက်တော့ပေါ့ဗျာเนาะကျွန်တော်အနေနဲ့ကျွန်တော်နားရတဲ့သလောက်ကျွန်တော်မြင်မိသလောက်ကတော့ချိန်နေတာကဒေတာသီးမှရှိတဲ့เนาะမျိုးသားလူစုအဖွဲ့ချုပ်ကဒေါ်လာနဲ့အင်အားစုတွေရှိတယ်ဒေတာသီးသီးမှရှိတဲ့မျိုးသားတမလူအဖွဲ့ချုပ်နဲ့မသက်ဆိုင်တဲ့အင်အားစုတွေရဲ့ဒေါ်လာနဲ့အင်အားစုတွေရှိတယ်ဒီအင်အားစုတွေအကြားမှာဆက်ဆက်ဖို့ကအထူးကိုလိုအပ်တယ်လို့ထင်ပါတယ်တပြိုင်နက်တည်းမှာပဲအဲ့လိုအောက်ခြေကဟိုဒေတာသီးသီးက ဟိုဒေါ်လာနဲ့အင်အားစုအသီးသီးနဲ့ဒီကျွန်တော်တို့ရဲ့အစိုးရဖွဲ့စည်းနေရလဲဆက်ဆက်နေဖို့လိုအပ်တယ်လို့ကျွန်တော်တို့ယူဆပါတယ်ဆက်ဆက်တဲ့နေရာတော့တောင်မှအပြာလာအပေးယူရှိရှိ နောက်ညီညီမျှမျှဝန်းဝင်ပြီးတော့လက်တွဲဆောင်ရွက်တဲ့ပုံစံမျိုးဆက်ဆက်တဲ့နယ်လို့အဲကျွန်တော်အနေနဲ့တော့အဲလိုယူဆပါတယ်ဗျဟုတ်ကဲ့ဟုတ်ဟုတ် NUG ရဲ့ဒီမဟာမိတ်ဆက်ဆံရေး ဟို policy နဲ့ပတ်သက်လို့ရှင်ရောဒီမဟာမိတ်ဆက်ဆံရေးပေါ့မဟာမိတ်တွေပေါ့ထားတဲ့သဘောထားတွေနဲ့ပတ်သက်လို့ရှင်ရောဟိုနိုင်ငံရေးပါတီတခုရဲ့ခေါင်းဆောင်တရားအနေနဲ့ဒီ NUG ရဲ့မဟာမိတ်ဆက်ဆံရေးသဘောထားတွေပေါ့ဘယ်လိုမှတ်ချက်ချနိုင်မလဲကျွန်တော်ကျွန်တော်ကိုနိုင်ကလည်းကျွန်တော်လိုအပ်တာပြည့်ကောင်းဖြစ်နိုင်ပါတယ်တေချာဆက်ဆက်မှုမရှိဘူးဗျတေချာဆက်ဆက်မှုမရှိတဲ့အခါကျတော့မဟာမိတ်တွေနဲ့ပတ်သက်တဲ့သဘောထားမဟာမိတ်တွေနဲ့ပတ်သက်တဲ့အခြေအနေတွေကို ကိုသူတို့ရဲ့သောရအခြေအနေတွေကိုကျွန်တော်တိတိကျကျမခံမနိုင်ပါဘူးအတချို့အင်အားစုတွေသူတို့ရင်းနှီးနှီးဆက်ဆံတာရှိနိုင်တယ်တချို့အင်အားစုဆိုလို့ရှိရင်မေတုခေါ်ပြောဆက်မရှိနိုင်တဲ့ပြောဆိုဆက်ဆံတဲ့ဟိုဘယ်လိုကောမိတ်ဆွေလို့ပြောဆိုဆက်ဆံတဲ့အဆင့်ပဲရှိနိုင်ပါတယ်တိုးတော်လည်းပဲဟိုကျွန်တော်တို့အနေနဲ့ကတော့မိတ်ဆွေရဲ့ဆင့်ထက်တော့ညော့ပြီးတော့ကျွန်တော်တို့သဘောမထားဟိုသဘောမထားပါဘူးကျွန်တော်တို့အနေနဲ့ကိုယ့်အဆိုးရတဲ့အဖြစ်မြင်လို့ပါတယ်ကိုယ့်အဆိုးရတဲ့အဖြစ်ကြည့်လို့ပါတယ်အဲ့ဒီအချိန်လေးအောက်မှာပဲ ကျွန်တော်တို့ရှိတယ်လို့ကျွန်တော်တို့အနေနဲ့ပြောချက်မှာလည်းဗျဟုတ်ကဲ့ဟုတ်ဟုတ်ကဲ့ပါခင်ဗျအဲနောက်ဒီ NUG နဲ့ပတ်သက်ပြီးတော့ဒီဝေဖန်ကြရတဲ့ဟာမျိုးတွေမှာဆိုရင်ဟိုပြည်သူတွေကရှင်းရှင်းလင်းလင်းမသိရတာဆိုလို့ရှိရင် NUG ဝန်ကြီးတွေကဟိုလစာတွေယူနေရလားလစာမယူဘူးလားဆိုတဲ့ဟာမျိုးလဲဟိုဒူလောဒူလောပြောကြတာမျိုးတွေရှိတယ်ဗောလေအဲနောက်တစ်ခုကဒီဝန်ကြီးဌာနအတုံးစီးကလည်းတလောက်ဟိုဒီ3600တော့ကုန်နေတယ်ဆိုတဲ့ဟာမျိုးတွေလည်းကြားရတာမျိုးတွေရှိတယ်ဟိုဒီလိုဟာမျိုးတွေဟာကောဟိုဖြစ်တဲ့ရလား ဟိုဘယ်လိုမျိုးမြင်မိလဲဆိုတာလေးတစ်ချက်တော့ပြောပြပေးပါလားဟိုကျွန်တော်ကျွန်တော်တို့ဟိုဒေါ်လာရေးထဲမှာပါတော်တော်ကိုကြာပါပြီဟိုပထမတစ်ချိန်တော့1990လောက်ကတည်းကနေပြီးတော့တက်ကရက်2000ကျော်အထိကျွန်တော်တို့လှုပ်ရှားခဲ့တယ်အခုလည်းပဲကျွန်တော်တို့ဒီလှုပ်ဒီလှုပ်ရှားမှုတွေမှာပြန်ပြီးတော့ထဲထဲဝင် ပြန်ပါဝင်ပြီးတော့လှုပ်ရှားဖို့ကြိုးစားနေပါတယ်သို့တော်လည်းကျွန်တော်တို့အနေနဲ့တော့တခါပူးပြလာကတို့ပါတို့ညာတို့ မอยู่ဘူးပါဘူးမอยู่ဘူးပူးလို့ပြောရပါလိမ့်မယ်อยู่လောက်အောင်မရอยู่လောက်အောင်မရလို့လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာတော့အဲ့လိုအခြေအနေတော့ရှိပါတယ်ကျွန်တော်တို့တစ်ခါဘူးမှဟိုငွေကြေးကိုဒေါ်လာကြီးကိုအကြောင်းပြပြီးတော့ဒီဒေါ်လာကြီးရနေပြီးတော့ပေးအပ်တာဆိုတာမျိုးဟိုကျွန်တော်တို့မရှိခဲ့ဘူးပါဘူးလို့ကျွန်တော်တို့ပြောချက်ပါတယ်ဒါဒီလိုပဲရှိတဲ့ရတဲ့ဟာလေးကိုကျွန်တော်စုပေါင်းပြီးတော့ကျွန်တော်ရဲဘော်တွေဝေချမ်းပြီးတော့ လို့ခေါ်အနိုင်ဆုံးစစ်စားဝင်နေပြည်လဲအောင်ကျွန်တော်တို့ဖြည့်ရှင်းနိုင်ဖို့ကြိုးစားတယ်အဒုတိယတစ်ဆင့်ကမှကျွန်တော်တို့အဖွဲ့အစည်းအတွင်းယက်တည်နိုင်ဖို့ကိစ္စကိုကြိုးစားတယ်သုဒ္ဓအဆင့်ကမှတော့နောက်တက်တဲ့ကျွန်တော်တို့အလုပ်တဲ့လုပ်ငန်းတွေမှာအသုံးပြုနိုင်အောင်ကျွန်တော်တို့ကြိုးစားတယ်ဒီလိုအခြေအနေမျိုးနဲ့ပဲကျွန်တော်တို့ဖြတ်တန်းခဲ့ရတာဖြစ်တယ်ဟိုလာကတို့ဘာတို့ညာတို့အဲ့ဒါတွေယူကြရတယ်ဆိုတော့ကျွန်တော်တော့အနေနဲ့တော့အံ့ဩမိပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ဗျဟုတ်ကဲ့ပါခင်ဗျာအခုဒီ NUG အပြောင်းလဲထွက်လာတဲ့အပေါ်မှာ ဟိုနိုင်ငံရေးအင်အားစုတွေကပြောကြတာကဟိုပုံတံအားဖြင့်ဝင်ကြီးဌာနတွေကဝင်ကြီးတွေကိုတနေရာနေတနေရာရွှေ့တယ်ဟိုဟို reshuffle လုပ်တယ်ဆိုတဲ့ဟာမျိုးပေါ့လေအဲဒီလိုမျိုးပြောကြတယ်ဟိုအနှစ်သာရအားဖြင့်မပြောင်းလဲဘူးဟိုအစိုးရရဲ့ policy အစ်စ်ပြောင်းတာမျိုးလည်းမရှိဘူး policy အစ်စ်ကိုချပြနိုင်တာမျိုးလည်းမရှိဘူးအနှစ်သာရအားဖြင့်ပြောင်းလဲဖို့လိုအပ်တယ်လို့ဟိုပြောကြတယ် NUG ကိုဟိုဒီဟာရောဒီလိုပြောကြတဲ့ဟာတွေရောမှန်ကန်တယ်လို့ထင်မြင်မိလားခင်ဗျကျွန်တော်တော့အလုံးစုံမှန်ကန်တယ်လို့မထင်ပါဘူး တချို့ကိစ္စတွေကြာလဲပြောရဲဆိုရဲလူတွေကရန်တမ်းပြောတာတွေဟိုသူတို့ဖြစ်ချင်တာတွေပြောတာတွေရှိကောင်းရှိနိုင်ပါတယ်။နော်ဟိုတတိချာချာလောက်ကင်နေရဲ့လူတွေအကြောင်းတွေကိုတတိချာချာမသိကြတာလဲပါလိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အော်နောက်ဆုံးအနေနဲ့ဒီမေးချင်တာကဒီ NUG ကိုဟိုဘယ်လိုဘာတွေအကြံပြုချင်တာမျိုးရှိလဲဆိုတာလေးချက်လောက်ပြောပြပါလား။ဟိုကျွန်တော်တို့အနေနဲ့ကတော့ ူတို့တကယ်ဒေါ်လာနဲ့အစိုးရအဖြစ်ကျွန်တော်တို့မြင်လို့တယ်တစ်တချက်ကဟောတော့နှစ်တချက်ကဟိုအပြင်ကိစ္စတွေကိုပဲတိတ်အောင် စိုက်နေမဲ့အစားကိုဒီတဲမှာရှိရဒေါ်လာနဲ့အင်အားစုတွေနဲ့တတိကြာကြာလက်တွဲပြီးတော့ဟိုပြဿနာတွေကိုဝိုင်းဝန်းအဖြစ်ရှာတဲ့နယ်ပြဿနာဆိုတဲ့နေရာမှာကျွန်တော်တို့လုံးမဲ့ခိုင်မဲ့ကိစ္စတွေရောဝိုင်းဝန်းအဖြစ်ရှာတဲ့နယ်အသေးချာပူပေါင်းဆောင်ရွက်တဲ့နယ်လို့ အဲကျွန်တော်အနေနဲ့တော့မြင်ပါတယ်တော့ဟိုအစိုးရဆိုတဲ့အခင်ချင်းဟာကာလတစ်ခုမှာဒီဗမာပြည်ထဲမှာရှိတော့အခင်ချင်းနဲ့တော်လန်နဲ့ဒေသရေးမှာရောက်နေတဲ့အခင်ချင်းနဲ့နိုင်ငံတကာမှာရောက်နေတဲ့အခင်ချင်းတွေကမတူကြပါဘူး။ဟောလုတ်တဲ့ခိုင်းတဲ့ကိစ္စတွေကခွဲကြပြီးတော့လုတ်ကြကန်ကြရမယ်ကိစ္စတွေဖြစ်တယ်။ပြောင်းလဲပြီးတော့လုတ်ကြကန်ကြရမယ်ကိစ္စတွေဖြစ်တယ်။အဲ့တော့မဟာမိတ်နိုင်ငံရေးအင်အားစုတွေနော်မဟာမိတ်ចောင်းသားအင်အားစုတွေ မာမိတ်တော်လှန်တဲ့အင်အားစုတွေနဲ့တည်တည်ချာချာလက်တွဲပြီးတော့ဆောင်ရွက်တက်ပါတယ်လို့ကျွန်တော်အနေနဲ့တော့တင်ပြကြပါမယ်ဗျာ